အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်နည်းနည်းလေး style တစ်ခုပြောင်းမယ်ပေါ့နော်ဒါကျွန်တော်6မိနစ်မဟုတ်ဘူးခမောက်လေဒါကျွန်တော်တို့အားရင်ကြီးပေါ့နော်ဒါကျွန်တော်ဒီနေ့နေ့လယ်ပိုင်းဆိုတာတောက်ကြနေနေ့လယ်ပိုင်းဖြစ်တော့ချွတ်ကြလဲမအောင်အလုပ်မှာဖြစ်တော့ကြောင့်ဒါကျွန်တော်နည်းကြလေးတက်ပြီးကြည့်မယ်ဆိုလည်းကြည့်လို့ရတယ်ပေါ့နော်ဒါပဲဒါကျွန်တော်ဒီနေ့မှာနည်းနည်းလေး norm တစ်ခုပြောင်းမယ်ပေါ့နော်ဒါကျွန်တော်တို့ဘာလို့ဆိုတော့ video ကအနည်းဆုံးတော့10မိနစ်ရှိမယ်ဒါပေမဲ့ဒါ ကိုခင်ဗျားတို့ law လေးတစ်ခုရှင်းပြမယ် law လေးတစ်ခုရှင်းပြမယ်ဆိုတာ LORE ပေါ့เนาะဒါကျွန်တော်တို့အလောင်းကစားနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော် promo လုပ်မှာမဟုတ်လို့ကြာတာဒီပဲကျွန်တော်နေဟာပြောင်းလဲတော့ဒီအလောင်းကစားပတ်သက်ပြီးကျွန်တော် promo လုပ်မှာလက်ရှိမှာဘောလုံးမိုင်းနဲ့ပတ်သက်ပြီးအလောင်းကစားရင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဘာလို့ topic က sensitive ဖြစ်လဲဒါနဲ့ပတ်သက်ပြီးဘလို့အလုပ်လုပ်လဲဘလို့ပုံစံမျိုးတွားဘာလို့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးထူးဆန်းစွာနေပြီဒါကျွန်တော် Ivan Tony ရဲ့ case Sanutunali ရဲ့ case Zaniolo ရဲ့ case လက်ရှိမှာပူပူလောလောဒါ package တိုက် case မှာကျွန်တော် detail in depth တီးခွင့်ရခဲ့တယ်ပေါ့နော်အတိခွင့်ရဆိုတော့ကျွန်တော်ရဲ့လေ့လာလို့ပေါ့နော်ဒါခင်ဗျားတို့လေ့ရှင်းပြကြတယ်အဲ့တော့ဒါကျွန်တော်တို့ထပ်ပို့ပြီးရှင်းပြပြီးကောင်းမဲ့လူတွေလည်းအများကြီးရှိလာနေတယ်ဒါပေမဲ့ခင်ဗျားတို့တွေကျွန်တော်ဒါကျွန်တော် law လေးတစ်ခုရှင်းပြတာပေါ့အဲ့တော့ဒါအင်္ဂလန်နိုင်ငံမှာဒါကျွန်တော်တို့ဒါခင်ဗျားတို့ဒါ partner ရှင်းပြပေါ့နော်ဒါကျွန်တော်အင်္ဂလန်နိုင်ငံကဘောလုံးသမားတယောက်စလုပ်ပြီးဆိုရင်ခင်ဗျားတို့အနေနဲ့ဒါကျွန်တော်တို့အင်္ဂလန်နိုင်ငံကစီမင်းစီကန်နဲ့ပါမဲ့လူတွေဒါဥမာအိဇာမပြောအောင်ဒါကျွန်တော်လက်ရှိမှာခင်ဗျားတို့ဘောလုံးကစားသမားတယောက်ဒါကျွန်တော်တို့ အဲ့မှာတော့နိုင်ငံခြားအသင်းကဖြစ်ဖြစ်ဒါကျွန်တော်တို့ပြည်တွင်းအသင်းကဆိုတော့ဒါငကူတဲ့ကဒီကစားသမား professional စာချုပ်ကိုချုပ်ဆိုထားပြီးသားကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဒါကျွန်တော်တို့အဲစာချုပ်တစ်ချုပ်ဆရာမှာဒါမှမဟုတ်နိုင်ငံခြားကကစားသမားတွေအမလရှိမှာ Italy Serie A ဖြစ်ဖြစ် Bundesliga ပဲဖြစ်ဖြစ် La Liga ပဲဖြစ်ဖြစ်ဒီလိုမျိုးတော့ကျွန်တော်တို့အဲ league ကကစားသမားတယောက်ကဒါကျွန်တော်တို့ Premier League ကိုလာကစားမယ်ဆိုရင်ဘာလုပ်ဖို့လိုလဲဒီနေရာမှာဒါကျွန်တော်ဟို license လိုတယ်။ license လိုရဆိုတာကျွန်တော်ကားမောင်း license လိုပဲ။ခင်ဗျနိုင်ငံတိုင်းနိုင်ငံသွားပြီဆိုရင် ဒါကျွန်တော်တို့သူတို့ရဲ့ license ပုံစံပြရအဲဒါ international license ရှိပေမဲ့ international license ကိုအသုံးပြုခြင်းလဲဆိုရင်တော့ခမည်းနိုင်ငံက license ကိုပူးတွဲအသုံးပြုရတယ်ဒါကိုကျွန်တော်ဘယ်လိုသိကျွန်တော်ကိုယ်ရဲ့ဒါကျွန်တော်တို့နိုင်ငံတကာမှာဒါကျွန်တော်ကားပတ်မောင်းနေတဲ့လူတွေအောင်နေတယ်ဒါလက်ရှိမှာကျွန်တော်အနေနဲ့ဒါ international driving permit ဆိုတဲ့ဥစ္စာမျိုးရှိပေမဲ့ဒီ international driving permit ကိုမှကျွန်တော်ရဲ့ဒါကျွန်တော် driving license နဲ့ကပ်ပြီးပြအဲ့ဘုရားခင်ဗျာနိုင်ငံတိုင်းနိုင်ငံသွားရင်သူတို့ရဲ့စီမင်းစီကပ်ပေါ်လိုက်နာပြီးတော့ဒါ license ဆိုတဲ့အဆောင်မရှိအဲ့တော့ဒီနေရာမှာဒါနိုင်ငံတိုင်းနိုင်ငံမှာဘောလုံးကပ်ပြီးဆိုရင်သူတို့နိုင်ငံက license license တွေ officially လုပ်တယ်ဒီ license တွေကိုတော့ကျွန်တော်ဘောလုံးအသင်းဘက်ကနေတရားဝင်ပြုလုပ်ပေးတာဖြစ်ပြီးဒီ license ရဖို့အတွက်ဘောလုံးအသင်းဘက်ကနေပြီးတော့ guarantee grantor ပုံစံမျိုးနဲ့သွားတာဖြစ်တယ်โอเคဒါခင်ဗျာဘာအဲ့ဒါအဲ့ဒါကျွန်တော်ကဘာဒီညာဘာသွားအဲ့တော့ကျွန်တော်လက်ရှိမှာ အဘာနဲ့တတူလဲဆိုတော့သူတို့အနေနဲ့ဒါဘောလုံးအသင်းဘက်ကနေဒီကောင်ကလူကောင်ဖြစ်တယ်ဒီကောင်ကဒါကြောင့်တကယ်တမာရမတ်ရှိပြောကြတာဒီဘောလုံးအသင်းကဒီကစားသမားတယောက်ကိုအာမခံပေးတာပေါ့အဲ့တော့အလောင်းစားကိစ္စတွေဘာလို့ဒါကိစ္စဖြစ်လာပြီဆိုဘောလုံးအသင်းဘက်ကနေပြီးတော့ဒီကိစ္စကိုတရားဝင်ဖြင်းရှင်းပေးလိရှိတယ်ကစားသမားကြီးပဲကိုဖြင်းရှင်းခိုင်းတာမဟုတ်ဘဲနေတာအသင်းဘက်ကတရားဝင်ဖြင်းဖြင်းရှင်းဘာလို့အသင်းဘက်ကဒီကစားသမားကိုဒါ license ထုတ်ပေးတဲ့နေရာမှာ granter လုတ်ပြီးထားရတဲ့ကြောင့်မို့အသင်းဘက်ကဖြည့်ကူးဖြင်းရှင်းပေးရတယ်ဒါကြောင့်ခင်ဗျာအလောင်းစားကိစ္စနဲ့ပတ်သက်ရင်အသင်းတွေဘက်ကနေတရားဝင်တာစာထုတ်ပြီးတော့အသင်းဘက်ကစပြီးတော့ဖြည့်ရှင်းလေးရှိတာကို တွေ့ရမယ်တော့အဲ့ဒါဘာကြောင့်လဲဆိုတော့အသင်းဘက်က grantor အနေနဲ့ license ကိုပေးတဲ့အချိန်မှာလုပ်ထားတယ်အဲ့တော့ခုနကပြောသလိုက်စင်ဆိုတဲ့သဘောတရားဒါအိမ်မှာ example ပြပြမယ်နော်ကျွန်တော်တို့ German မှာဆို autobahn ဆိုတဲ့ဒါ German highway ရှိတယ် German highway မှာကျွန်တော် speed limit ရတော်တော်လေးကိုဒါပြင်ထားပြောဖို့ဒါကျွန်တော်တို့ကြမ်းကြမ်းတမ်းတမ်းပြီးထားပြီးသူတို့အနေနဲ့ဒါကျွန်တော်တို့ ကမ္ဘာပေါ်မှာ license ရဖို့ကား license နဲ့မှာရဖို့အခက်အခဲဆုံးနိုင်ငံကြီးတွေမှာဂျာမန်နိုင်ငံပါတယ်။ဒါကြောင့်လဲဆိုတော့သူ့နိုင်ငံမှာတော့ကျွန်တော်တို့တကယ်ကို qualify ဖြစ်တဲ့လူတွေပဲမောင်းနေကြတာ။ speed limit ကိုလည်းအများကြီး short ပြီးပေါ့။ဒါကျွန်တော်အများကြီးတင်ပေးထားတယ်။ဒါတကယ်ကိုလည်း qualify အဲ့တော့ဒီတိုင်းမှာတော့ကျွန်တော်တိတိလောက်ပြောမှာဆို UAE ဘက်မှာလည်းဒါကျွန်တော် လိုင်စင်ရဖို့အတွက်ဒါတော်တော်လေးကိုစူးစမ်းပြီးဖြေရတယ်မှာဒါကြောင့်လိုင်စင်ရဖို့လွဲနေရမှာကျွန်တော်ဒါကျွန်တော်ရေစီကန်လန်စီကန်တွေကထင်တာထက်ပိုပြီးတော့ဒါကျွန်တော်တို့ easy ဖြစ်နေတာကိုတွေ့ရမယ်ဒါခုနပေါ်ဒါပေမဲ့ restriction တွေလည်းပုံများတယ်အဲ့လိုပုံစံမျိုးပဲဒါအင်္ဂလန်မှာဆိုရင်ဒါကျွန်တော်ခုန German Autobahn Highway လို့ပဲအင်္ဂလန်မှာဒါကျွန်တော်ဘောလုံးကစားခြင်းအရန်ခတ်တဲ့အတွက်ကြောင့်မလို့သူတို့နေလိုင်စင်ကိုလည်းပူကြအောင်ဒါဒီနေရာမှာဒါကျွန်တော်သူများနိုင်ငံထက်ဒါစီမင်းစီကန်တွေအများကြီးအများကြီးပို့ပြီးတော့ဒါကျွန်တော် solid ဖြစ်ပြီးတော့ပို့ပြီးတော့ချက်တဲ့ဒါကျွန်တော်တို့စာချုပ်ပုံစံမျိုးချုပ်ရအဲ့တော့ခုနကပေါ်ဒီလိုင်စင်ကိုလိုချင်သူတို့ရဲ့ TNC လို့ခေါ်တဲ့ terms and condition ပေါ့နော်ဒီလိုစာချုပ်မျိုးကိုဒါကျွန်တော်တို့အသင်းဘက်ကတော့ကျွန်တော်တို့လက်ရှိအသင်းဘက်ကနေပါတတ်တည်လုပ်ပြီးဒါကျွန်တော်တို့ဒါ guarantee လုပ်ပေးပါရင်ဆိုပြီးတော့ကစားသမားဘက်ကချုပ်တယ်ဒါပေမဲ့ရီရတော်တော်များခမဲတို့ဟာသာပြပြမယ်နိုင်ငံခြားလာတဲ့ကစားသမားတော်တော်များများကတော့ကျွန်တော်တို့မှာရှိနေဒီဒါကျွန်တော်ဘာညာတွေရှိပေမဲ့တော်တော်များဒီစာချုပ်စာတဲ့အချက်လက်ကို199ယောက်ကတော့ဒီနေ့မှဖတ်ကြအောင်ဆိုရှေ့နေကသဘောတူညီလို့ရှေ့နေကတော့ကျွန်တော်တို့ဒါ proof လုပ်ပေးပြီးသားတော့ proof လုပ်ပြီးဆိုတော့သူကကြိုဖတ်ပြီးတော့ဒါက okay တယ်လို့ပြောတဲ့ကြောင့်ဒါကစားသမားတော်တော်များဒီစာချုပ်ကိုလက်မှတ်ထိုးတာဖြစ်ဒါပေမဲ့ ဒီစာချုပ်ရဲ့နောက်ကွယ်မှာဒါကျွန်တော်တို့မသိတဲ့ချက်လေးမျိုးကျွန်တော်လည်းအဲ့ဒီလိုစာချုပ်ကိုကျွန်တော်ဖတ်ကြည့်ခြင်းနဲ့ဒါလည်းရှိမှာ public record အရာမရှိဘူးဘာလို့ဆိုတော့ဒီစာချုပ်တွေကတရားတရားဝင်အပြင်ကိုထုတ်ပြပိုင်ခွင့်မရှိဘဲနဲ့ကစားသမား bolons ဒါကျွန်တော် association ဒါကျွန်တော်တို့ bolon တွေဒီသုံးသင်းမှာပဲစာ circulate လုပ်ရအောင်အဲ့တော့ ဒီနေရာမှာတော့အများကြီးအများကြီးအဲ့စာချုပ်ထဲမှာတော့အခွန်တွေပါတယ်ကစားသမားရဲ့ file တွေပါတယ်ကစားသမားရဲ့ဒါကျွန်တော် bonus တွေပါမယ်ငွေကြီးရဲ့ sensitive information တွေပါမယ်သူ့ရဲ့ tax id တွေပါမယ်သူ့ရဲ့ဒါကျွန်တော် social security number အဲ့ဒါကြောင့်မို့လက်ရှိမှာအဲ့စာချုပ်တွေနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်တော့မှအပြင်မှာမတွေ့ရဘူးအဲ့တော့ခုနကပြောသလိုအဲ့လိုမှာအဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ဘုံသမောက်စာချုပ်တွေကျွန်တော်တို့ဒါကျွန်တော်ဓာတ်ပုံနဲ့မှမြင်နေတဲ့စာချုပ်တွေချုပ်ရတာမဟုတ်ဒီ document တွေအချင်းတွေဆိုအများကြီးအများကြီးချုပ်ရတယ် နဘာထားပါလက်ရှိမှာဒါကျွန်တော်နိုင်ဘုံသမားတယောက်အင်္ဂလန်ကိုလာကစားပြီဆိုရင်ဒါ professional license ကိုချုပ်ပြီဆိုရင်ခုနအကြီးကျယ်ဆုံးအချက်တခုနဲ့ပါတာကအလောင်းစားမလုပ်အောင်ဒီနေရာမှာဘလောက်တိ scope ကကျဲလဲကျင်းလဲဆိုတာအများကြီးမို့အီတလီ series မှာဒီနေရာမှာ scope ကနည်းနည်းလေးကျင်းတယ်ဥပမာဒါကျွန်တော် example zaniolo case ဖြစ်သွားလို့ပဲဒါသူ့ရဲ့မိသားစုနဲ့ကျွန်တော်ဒါဖတ်ဖူးတာကြည့်ရမယ်ဆိုရင်သူ့အနေနဲ့ဒါဘယ်ဘလိုပုံစံမျိုးဒါကျွန်တော်အလောင်းစားမှာဒါကျွန်တော် သူတို့ရဲ့မိသားစုမှာလည်းကျွန်တော်တိတော့ကသွေးရင်သားရင်ဒါမိသားစုကလုံးဝလောင်စာလုံးပိုင်ခွင့်မရှိဘူးဘုံသမားရောမလက်ရှိမှာခမရဲ့ညီကိုအရင်ခမရဲ့အမေခမရဲ့အဖေခမရဲ့ဦးလေးတောင်မရဘူးလို့ကျွန်တော်သိရတယ်ဗျာဒါပေမဲ့ ဒီနေရာမှာပရီးမီးယားလိဂါပူကျက်တယ်ပရီးမီးယားလိဂါခမည်းရဲ့ blood related ဖြစ်တဲ့အပြင်ကိုခမည်းနဲ့ပပ်ချာလဲဝင်းကျင်ကြားကလူကိုခမည်းက internet information ပေးပြီးတော့အလောင်းစားအတွက်လုံးဝရောင်းလို့မရဘူးဒီနေရာမှာဒါဘာလို့လူမပြောရလဲဆိုတော့ကျွန်တော်တို့ trippier case ကိုလူတွေကမှတ်မိကြမှာမမှတ်မိနေ trippier အနေနဲ့လက်ရှိမှာအသင်းပြောင်းမဲ့အချိန်မှာသူ့အနေနဲ့ internet information ကိုဒါကျွန်တော်တို့ကအလောင်းစားသူကသူသူလို့တာမဟုတ်ဘူးနော်သူတငယ်ချင်းကိုသူကနေပြီးတော့ငါစပါးကနေ athletic ကို metric ကိုပြောင်းတော့ ်းတော့မယ်ဆိုပြီးတော့အသင်းမပြောင်းခင်6ရက်အလိုမှာပြောခဲ့ပြီးတော့ဒီတငယ်ချင်းကနေပြီးတော့ Atletico Madrid ကိုမပြောင်းခင်မှာ Atletico Atletico ပြောင်း Atletico Madrid ကိုပြောင်းပါမယ်ဆိုတဲ့ဒါကျွန်တော်တို့ဘတ်တင်သွားလုပ်တယ်ဒါပေမဲ့အရင်ကြီးကအဲ့တော့ဘာတည်းမှကျွန်တော်တို့ကိုယ်တိုင်ကဒါကျွန်တော်မမေ့ရ Trippier Atletico Madrid ကိုပြောင်းမယ်ဆိုတော့တုံတန်ရောဒါတည်နေထွက်နေတာသိမှဒါကျွန်တော်တို့ဒီ Atletico Madrid ကိုရွေးဖို့တဲ့ရာခိုင်နှုန်းမမေ့ရတာ Trippier ကို Spa ပြည်သက်ဒီကိုယ်တိုင်ကရောင်းတဲ့အချိန်မှာ surprise ဖြစ်သွားတော့တွေ့ရမယ်ဒါပေမဲ့ ဘက်တင်ဆိုင်တွေအားမှာအရင်သိတယ်ဘာလို့ခုနကဘာလို့ပြောလဲလက်ရှိမှာဒါဟိုမပဟိုလောင်းတဲ့ကောင်ကလည်းမပါတယ်လူပဲပြောရမယ်ဒီမှာပါလောင်းတဲ့ကောင်ကတော့အချီကြီးဆိုပြီးတွားထည့်လိုက်တဲ့အချိန်မှာခမရဗျာတလာထရီပီယာလူကောင်မျိုးကိုခမရကထရီမှာခမရလည်းထရီပီယာလူကောင်မျိုးခမရအင်ဇမ်ပဲပြခရီပီယာလူကောင်မျိုးကိုဒါအတလက်တီကိုမက်ထရစ်ကဒီဇေးပေးပြီးဒီလိုခေါ်ပါမယ်ဆိုတော့ခမရလည်းလောင်းတဲ့ကောင်ကပေါင်၆000ကောက်လောင်းရင်တော့ခမရသိမှာပဲလေခမရခုအရန်တိတာပါအဲ့တော့ internet information ကို share ပြီးဒီလူကဒီ internet information ကနေ benefit ရပါတယ်ဆိုတဲ့ဥစ္စာမျိုးတွေလုံးဝလက်မခံအဲ့တော့ပြောချင်တာစာချုပ်ပါအချက်လက်တွေကတော်တော်လေးကို complicated ဖြစ်ပြီးတော်တော်လေးကိုမေတာပြဒီနေရာမှာ long ဆက်လုပ်တဲ့အချိန်မှာတော့ဒါကျွန်တော်တို့စီမင်းစီကန်ရှိတယ်ဒီနေရာမှာဒါကျွန်တော်တို့တရားရေးရလဲတရားဆွဲခံနိုင်ရသူလက်ရှိမှာအာကစားခုံရောတရားဆွဲပိုင်ခွင့်ရှိလို့ဘောလုံးဖွဲ့ချုပ်ကလည်းတရားဆွဲပိုင်ခွင့်ရှိဒီနေရာမှာတော်တော်များများတည်တဲ့ချက်ကဘောလုံးဖွဲ့ချုပ်ကပဲတရားဆွဲတာကိုတွေ့ရကြမှုဒါဘောလုံးဖွဲ့ချုပ်ကပဲဒါ Premier League ဘောလုံးဖွဲ့ချုပ်ကလှုပ်လှုပ်တဲ့ထင်ဒီနေရာမှာ Premier League ဘောလုံးဖွဲ့ချုပ်တွေမှုပဲနဲ့အင်္ဂလန်ရဲ့ဘောလုံးဖွဲ့ချုပ်ကဒီနေရာမှာဒါကျွန်တော်တို့ Uh, ¿vale? ဒီ license သိန်းတော့အကုန်လုပ်ပြီးဒါပေမဲ့ခုနကပြောဆိုလက်ရှိမှာအလောင်းကစားကအင်္ဂလန်နိုင်ငံမှာပါတရဝင်လုတ်ပိုင်ခွင့်ပြီးတော့ကြောင့်အလောင်းစားနဲ့ပတ်သက်ပြီးအဲ့လောက်ထိတို့ action ပြီးတော့ပဲဒါပေမဲ့ခုနကပြောတို့အနေနဲ့ဒါ action အလောင်းစားလုပ်တဲ့ဆိုတော့ Premier League ရဲ့ Senior Season ကတကယ်ကို front ball လုပ်တယ်တကယ်ကိုအကြီးကျယ်တို့ကချလိချတာရှိတယ်ဒါကလက်ရှိတွားနေတဲ့ပုံစံမျိုးပေါ့အဲ့တော့လက်ရှိမှာဒီစာခုနကပြောဆိုပဲအားလုံးရဲ့အဓိကနောက်ဆုံးရတာကျွန်တော်ပင်နိုင်စံကဘင်နာကတော့တို့ရဲ့ဒါအလောင်းစားပဲအဲ့တော့ဒီနေ့မှာခုနကပြောဆိုလက်ရှိဒါကျွန်တော်ပူပူလောလောဖြစ်ပြီးဆိုရင်အင်္ဂလန်နိုင်ငံကဒါကျွန်တော်အလောင်းကစားကိုတို့အနေနဲ့ bad luta y mi usa verá addiction လို့ယူဆတယ်ပြောချင်တာဒါခုနကပြောသူပဲစွဲလန်းစေတဲ့အရာတစ်ခုလို့အဲဒါအင်္ဂလန်ဘက်ကနေပြီးယူဆတယ်ပြောချင်တာဒီအလောင်းစားလုတ်တဲ့လူကိုသူတို့အနေနဲ့ဒါကျွန်တော်တို့ကဟိုမကောင်းတဲ့လူလို့ကြည့်ရတဲ့ဆန်ဒီလူကကုရမဲ့လူလို့ကြည့်အဲဒါကြောင့်မို့ဒါမှတ်မဲ့ရ Ivan Tuli case ဖြစ်တဲ့အချိန်မှာအလောင်းစားနဲ့ပတ်သက်ပြီးဒါအကုန်လုံးကဝိုင်းပြီးကူညီကြမယ်ဒီလူကဒါကျွန်တော်အလောင်းစားနဲ့ပတ်သက်ပြီးစွဲနေတယ်ဆိုပြီးတော့ပြောချင်တာဗျာဒါကျွန်တော်တို့အရသမောက်ကိုဒါအရက်ဖြတ်ပေးတဲ့ပုံစံမျိုးအလောင်းစားသမောက်အလောင်းစားဖြတ်ပေးတဲ့ပုံစံမျိုးကိုဒါကျွန်တော်ဥရောပလူကတော်တော်များများလုပ်ကြတယ်ပြောချင်တာအလောင်းစားကိုသူတို့အနေနဲ့ဒါကျွန်တော်တို့ဒါအလောင်းစားလုပ်လို့ဒါဒီလူကိုမကော ောင်းမှုမြင်လဲဆိုရယ်အလောင်းစားကိုဒီလူကခုံမင်ပြီးဆွဲမှတ်သွားပြီးအလောင်းစားကဒီလူကိုမျောအောင်လုပ်သွားရဲဆိုတဲ့ပုံစံမျိုးကိုဥရောပကလူတွေတတ်မှတ်အဲဒါကြောင့်မို့လဲလက်ရှိမှာပေါ့အဲ့ဒါဒါပေမဲ့ဒီမြန်မာလူမျိုးရေးခွဲခြားမှုတွေလည်းရှိတယ်အင်္ဂလန်နိုင်ငံသားတွေကိုဒီမြန်မာဒါဘောလုံးဖွဲ့ချုပ်တွေကတမျိုးတစ်ပုံဆက်ဆံပြီးတော့နိုင်ငံခြားသားတွေဆိုအင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကတမျိုးတစ်ပုံဆက်ဆံတယ်ဒီမြန်မာဒီမြန်မာခုနပေါ့ပဲ alleged နဲ့တကယ်လို့တဲ့ဆိုတာနှစ်ခုခွဲတယ် အင်္ဂလန်ဥနာပေါ်လို့ပဲဒါကျွန်တော်တို့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ဒီကစားသမားတစ်ယောက်ကိုဆွဲချက်တင်ပြီးဆိုရင်ဘောလုံးအဖွဲ့ချုပ်လူဘက်ကလိုအပ်ချက်တွေအများကြီးရှိတယ်။ဒီညမှာဒါကျွန်တော်တို့ဒါတက်တီတာတကားပုံမူတည်ပြီးဆွဲချက်ဒီညမှာအဆိုးဆုံးအချက်ကပါလဲဆိုအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က တို့နိုင်ငံသားဆိုတမျိုးတဖုံမီဒီယာကိုတင်ပြပေးတို့ရဲ့ဒါကျွန်တော်နိုင်ငံခြားသားမီဒီယာကိုတင်ပြတဲ့ပုံစံအရင်တော်တော်လေးကိုဖြစ်တယ်အဲ့တော့ပြောချင်တာအိုင်ဗန်တိုနီနဲ့ပတ်သက်တဲ့အချိန်မှာဒါကအိုင်ဗန်တိုနီကိုဒါအကုန်လုံးသနာကြပါတယ်ဆိုတဲ့ပုံစံမျိုးကို dispick လုပ်ပြီးတော့ပက်ကေတာလိုကိစ္စမျိုးတိုနာလီယာထားပါတိုနာလီယာဒါကျွန်တော် CV မှာဖြစ်ခဲ့ကြတော့တို့အဲ့လောက်ကြီးတို့ action မယူဒါပေမဲ့လက်ရှိဒါတို့ပက်ကေတာကိစ္စမှာဒါကဆွဲချက်တင်ခဲ့ရတာကျွန်တော်ရှိသမျှမီဒီယာတွေကပက်ကေတာကိုလူဆုံးလိုရလို့ပြဟာတော့အဓိကပက်ကေတာကိုယ်တိုင်လောင်းခဲ့တာမဟုတ်ဘဲနဲ့ပက်ကေတာကသူ့အနေနဲ့သူ့ဟာ အဓိကပြဿနာပါလဲဆိုတော့ဟိုဘောလုံးမှာအဓိကတည်းလက်ရှိမှာလောက်ဆာဖြစ်တဲ့ပြဿနာပါလဲဆိုတော့ သူတို့ကိုယ်တိုင်ကိုသွဲမှာလားကိုမသွဲလားဆိုတဲ့အချက်တစ်ချက်ရဲ့သူတို့ကိုယ်တိုင်အဝါကက်ရမှာလားမရဘူးလားဆိုတဲ့အချက်တစ်ချက်ဒီနေရာမှာအဝါကက်ရတာမရတာကပို့ပြီးတော့ဒါကျွန်တော်တို့ sensitive ဖြစ်တဲ့ topic မဟုတ်ပေမဲ့ကိုယ်တိုင်ကိုသွဲမှာလားကိုမသွဲဘူးလားဆိုတဲ့အကြောင်းအရာက sensitive topic တခုဖြစ်တယ်။ဘာကြောင့်လဲ။ဘာလို့ခုနကပြောဆိုရင်အကဲခုနကပြောကိုသွဲနာကိုကိုပေါ့တချို့ကြငါအကျွန်တော်တို့ကိုချမ်းကျွန်တော်တစ်ခေါက်ပြောဘူးကိုချမ်းကျွန်တော်မေးဘူးတာရှိတယ်။အဲ့ဒါဆိုဘာဖြစ်လို့ငါအဲ့ပေါ့ငါ confidence ရှိလို့ငါကကိုသွဲမယ်ဆိုတဲ့အချက်ကိုငါကလောင်းထားတယ်။ အေးအဲ့ဒါအရင်မကြည့်ဂိုးသွင်းတဲ့အချိန်နောက်နိုင်ရင်ဂိုးမသွင်းတဲ့အချိန်ဟာလောင်းတာပြဿနာပဲခမဂိုးသွင်းတယ်ဆိုတာခမကလက်ရှိမှာခမကိုယ့်ကကွန်ဖီဒန့်ရှိပြီးငါးဘွဲတိုတက်ဆယ်ဘွဲမှာငါးဘွဲကိုဂိုးသွင်းမယ်ဆိုပြီးလောင်းထားတယ်ကျန်တဲ့ငါးဘွဲမှာခမကိုယ့်ကကိုမသွင်းဘူးဆိုပြီးလောင်းမထားဘူးဆိုဘယ်လိုပြောနိုင်လဲပြောချင်တာဗျာခုနကပြောဆိုကိုယ့်ကကွန်ဖီဒန့်ရှိလို့လောင်းတာကိစ္စမရှိမယ်မလောင်းတဲ့အချိန်ခမတို့ပြဿနာပဲ တိလာကျွန်တော်ပြောရမလောင်းတဲ့ချေကိုဒီအသင်းကိုဒါဒီကစားသမားတတ်တတ်မှတ်ရှုံးအောင်လုပ်နေတာလားဆိုတဲ့ပုံစံမျိုးကိုဘက်တင်ဆိုင်တွေကအဲ့တော့လက်ရှိမှာဒါကတော့လုတ်ပွဲနဲ့ပတ်သက်ပြီးဒီညမှာတော့ကျွန်တော်တို့ချုပ်ဘာလို့ဒီညင်းလဲဆိုလက်ရှိဒါကျွန်တော်အင်္ဂလန်ရဲ့ GDP တော်တော်များများဘက်တင်ကလာတာသူတို့နေတဲ့လုတ်ပွဲဆိုတော့ဒါဒိုင်းနေကိုယ်တိုင်ကနစ်နာတဲ့အတွက်ကြောင့်မို့ဘက်တင်ကိုယ်တိုင်က irregularity အသင်းတွေမှာရှိပြီဆိုရင် betting commission ကိုတိုင်ကအင်္ဂလန်ဆိုရောက်ကိုတော်တော်ပြီးတင်ပြပြီးတော့ဘောလုံးဖွဲ့ချုပ်ကိုတင်ပြဥပမာလက်ရှိမှာ packet ကိစ္စလိုမျိုးဒါကျွန်တော်အာဒီကစားသမားအဝါကတွေတမင်ယူနေပြီဒီကစားသမားတတ်တတ်မဲ့ performance ပြနေပြီအခုလက်ရှိမှာ Ivan Tony ကိစ္စ Sandro Tonali ကိစ္စဒါကျွန်တော် packet ကိစ္စဆိုတာ alongside ဒါကျွန်တော် betting တွေရဲ့ company တွေကိုယ်တိုင်က your in ဒီ information တွေတခုခုလိုနေပြီခုနပြောသူဗျာ trivia တော့လည်းဒါကျွန်တော်တို့ betting site ကပဲတွားပြီးဒါတဲ့ william hey လာမသိ trivia မမရဲ့ trivia ကိစ္စတော့ william hey ရထင်တယ်ဒါကျွန်တော်တို့ဟိုသူ့ရဲ့ဒါအချက်လက်ကိုကင်ပြီးတော့ဒါဟိုကအဒီပေါင်6000ကြီး atletico metric ကိုလောင်းထားပါတယ်ဆိုပြီးတော့ဒါကျွန်တော်တို့အင်္ဂလန်ရဲ့ဘောလုံးအဖွဲ့ချုပ်ကိုတွားပေးတဲ့အချိန်မှာ trivia ကောက်ပြီးတော့ဒါကျွန်တော်တို့အဲတော့ဒါကျွန်တော် trivia စပိန်ဘက်ရောက်သွားပြီမဲ့သူတို့နေ jurisdiction ရစပိန်ကိုလမ်းတိုင်ပြီးစပိန်မှာဒါ6လတိလာလေးလာလာမသိဘူးဘောလုံးကိုပြိတ်ခွင့်ရတယ် ဒါဟိုကျွန်တော်မမေဂျိုးဂျီပါတန်ဆိုတာလုံးဝဘောလုံးနိုင်စင်မှာတိတ်ခံရီတို့ဖြစ်သွားအဲ့တော့ပြောချင်တာကဘက်တင်ကွန်မြူနတီကိုတိုင်ကလက်ရှိမှာဒါကစားသမားကိုတိုင်မူမမန်တာလားလုတ်ပွဲတွေကိုတိုင်မူမမန်အဲ့ဒီဖြစ်လာပြီဆိုရင်ခုနကပြောလို့လက်ရှိမှာလုတ်ပွဲတွေပုံစံမျိုးဖြစ်လာခဲ့ပြီဆိုရင်ဘက်တင်ကွန်မြူနတီကိုတိုင်ကဒီဘောလုံးအဖွဲ့ချုပ်တွေကိုသွားတိုင်တာဖြစ်တယ်သူတို့ကလည်း irregularity ကိုအမြဲတမ်းတင်တင်ပြနေရတဲ့သဘောမှရှိတယ်ပေါ့။အဲ့လိုပုံစံပဲ။အဲ့တော့လောင်းစားနဲ့ပတ်သက်ခုနကပြောဒီနေရာမှာပို့ပြီးဆိုတာကနှစ်ချက်ရှိတာကဒါကျွန်တော်ဟိုပြောမယ်ဆိုရင် အဲအင်္ဂလန်နိုင်ငံသားပေါ်မှာမူဒီအင်္ဂလန်နိုင်ငံကသူတို့ကသူတို့နိုင်ငံသားအားကျွန်တော်ဒီဆေးဆွဲလို့ပုံစံမျိုးလို့ဒါပေမဲ့တစ်ဖက်ကလည်းမသိမဒီလူကငရေပြည်သွားရမယ့်ပုံစံပကိတဆိုလက်ရှိမှာဆွဆွဲမှုတွေဖြစ်တယ်ဆွဆွဲမှုဆိုတာခုနကဆွဆွဲခံရရုံနဲ့ဒီလူကလူဆိုးမဟုတ်ဘူးဒါ100%ခမရောညင်းလို့ရခုနကကျွန်တော်အခုချိန်မှာကျွန်တော်ဟိုဒါကျွန်တော်လောင်းဆောက်ဒါကျွန်တော်လောင်းဆောက်မှုဆိုကျွန်တော်ခမရောပြောရင်ခမရောဗစက်မဲ့ရုံဒါပေမဲ့လောင်းဆောက်လုပ်တဲ့လူကျွန်တော်ဆွဆွဲလူရှိတယ်ကျွန်တော်လောင်းဆောက်လုပ်တဲ့လူဆွဆွဲခံဖြစ်တယ်ဒါပေမဲ့ အဲ့ဒီဆွဆွဲမှုကိုအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကဒီညမှာကစားရဥစားရှိတာဘာလဲဆိုသူတို့အနေနဲ့အင်္ဂလန်သားတို့သူတို့ကအဲ့ဒီလူကသူတို့နိုင်ငံသားကဒါဆွဲလန်းမှုဆိုပြီးသူတို့ကလုပ်ပြတယ်ဒါပက်ကေတာနဲ့ပတ်သက်ပြီးသူတို့ကလူဆိုးဆိုပက်ကေတာကိုလုံချတယ်အဲ့လိုလုံချတဲ့အချိန်မှာပက်ကေတာကသူ့ဘဝတစ်ဆင့်မြင်ရမယ်စီးတီးလူဘာညာကိစ်ဖြစ်တဲ့အချိန်မှာလုံးဝအတိုင်းပတ်သွားကြတယ် လုံးဝဒါစီတီဒါ WhatsApp ပြန်ကြည့်တော့အသင်းမှာနေတာ WhatsApp တင်တဲ့အဲ့ဒီအပြောင်းရွှေ့မှာပေါင်85တန်ရဘူးတဲ့ပြင်ဆင်ထားခဲ့ပြီးတော့ WhatsApp ဘက်ကလည်းဒါကျွန်တော်ပက်ကေတာရဲ့ကန်လတ်မှုကိုတရားဝင်လက်ခံခဲ့တယ်။အဲ့ဒီမှာတက္ကသသမားနဲ့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရထားပြီးသားဖြစ်ပြီးတော့သူတို့နဲ့ရှေ့ကိုတက်လမ်းမဲ့အနေထားတစ်ခုဖြစ်တဲ့အချိန်မှာဒီနေရာမှာဒါကျွန်တော်လုံးဝကိုဒါ second sense ရ block ချပလိုက်တယ်။ဒါပေမဲ့ဆိုတော့ Man City နေနဲ့သူတို့နေနဲ့သူတို့စီရောက်မှဒါကျွန်တော် ban ကပက်ကေတာကိုကိုယ်တိုင် WhatsApp ကိုယ်တိုင်ကဒါကျွန်တော် Brazil League ကိုရောင်းဖို့အထီတောင်စူးစမ်းခဲ့ပြီးတော့တကယ်လည်းကကျွန်တော်ပက်ကေတာနေနဲ့မဟုတ်ဘူးဆိုတဲ့အချိန်မှာ အဲ့ဒီမှာအဆိုးဆုံးချက်ကားတာပဲမဟုတ်ဘူးဆိုတဲ့အချိန်မှာခုနအင်္ဂလန်မီဒီယာတွေကိုအကြီးအကျယ်ပြောထားတဲ့ဘောလုံးဖွဲ့ချုပ်နေတဲ့ပက်ကေတာကိုရန်ကအလောင်းစားနဲ့ပတ်သက်တဲ့ကင်းလွတ်တယ်ဆိုတဲ့ပုံစံမျိုးလုံးဝမီဒီယာတွေခေါ်ပြီးမရှင်းပြအောင်အလောင်းစားနဲ့ပတ်သက်ပြီးဆိုခုနပြောတဲ့ကိုယ်နိုင်ငံသားဆိုအရန်ပဒန်ဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့ဘောလုံးဖွဲ့ချုပ်တွေအရန်ကာကွယ်ပေးတယ်ဒါပေမဲ့သူများနိုင်ငံသားဆိုရင်ဒါပေမဲ့အကြီးအကျယ်ဆုံးချက်တစ်ခုနဒီနေ့ခုနလောတစ်ခုထပ်ပြောပြပါလဲဆိုတော့ နိုင်ငံသားသားလည်းခုနကပြောလက်ရှိမှာဒါကျွန်တော်55ရာခိုင်နှုန်းဆောင်ရတာပဲအင်္ဂလန်နိုင်ငံသားလည်း55ရာခိုင်နှုန်းဆိုတာနိုင်ငံသားဆိုပူတော်ဆိုတဲ့သူတို့နိုင်ငံမှာလည်းအခွန်ဆောင်ရသူလက်ရှိမှာအင်္ဂလန်နိုင်ငံအတွက်လည်းအခွန်ဆောင်ရတယ်နော်အဲ့တော့ပြောကြတာခုနကပြောတဲ့နိုင်ငံသားသူတို့နိုင်ငံသားအခွန်ပူဆော်သူတို့နိုင်ငံသားကာကွယ်ပေးတာမဟုတ်ဘူးခုနကပြောနိုင်ငံသားဖြစ်နေလို့ racist ဖြစ်တာခုနကပြောလို့ပဲအင်္ဂလန်နိုင်ငံဒီခုနကပြောလို့ပဲကုကစားသမားအင်္ဂလန်ကစားသမားတော့ကာကွယ်ပေးပြီးကုကစားသမားတော့ကိုနံပါတ်1ပေးနေမှာမရှိဘူးနိုင်ငံသားဆိုရင်တော့ပြီးဘူးအဲ့တော့ ရှင်းတယ်ပေါ့နော်လက်ရှိမှာကျွန်တော်ဖတ်မိရတော့တချို့တော့အချက်ဒီမှာဆိုရင်ဒါ license ဖြည့်ရတဲ့နေရာမှာကိုယ်နိုင်ငံအင်္ဂလန်နိုင်ငံသားရဲ့ license ကပို့ပြီးတော့လွယ်ကူပြီးနိုင်ငံသားသားရဲ့ license မှာပို့ပြီးတော့စီမင်းစီကပ်ပို့ဥပမာလက်ရှိမှာ Ivan Tony ဆိုဘနက်ပွဲပဲဘနက်ပွဲပဲနဲ့ပြီးသွားတာဖြစ်ပေမဲ့လက်ရှိ Pakeda ကိစ္စမှာဆိုရင်အမှုတူတာမှန်ပေမဲ့ license မှာတိတ်ပစ်လို့ရတဲ့ကိစ္စပုံစံမျိုးအင်္ဂလန်မှာဘောလုံးပွဲအင်္ဂလန်မှာဘောလုံးပဲတော့မှမဆော့လို့မရတော့ဆိုတဲ့ပုံစံမျိုးဖြစ်အဲ့ဒါအခုကြက်ကြည့်မယ်နော် Ivan Tony ကိုတိုင်ကတော့ကျွန်တော်ပြစ်မှုမြောက်တယ်ဆိုတဲ့အချိန်မှာပွဲပဲပယ်ခံအကိတ်ပကိတာအခုချိန်မှာပြစ်မှုမြောက်ခဲ့တယ်ဆိုရင်တော့ သူ့အနေနဲ့ license မှာသိမ်းခံရမယ်အဲ့ပြောတင်တာအဖြစ်ရှိရှင်းတယ်အဲ့တော့အလောင်းစားနဲ့ပတ်သက်ပြီးခုနကဘောလုံးလက်ရှိဒါကျွန်တော်တို့ဘောလုံးလောကမှာလုံးဝ vulnerable ဖြစ်နေတာဒါပေမဲ့အင်္ဂလန်က196ရောက်တော့လူတွေကအလောင်းစားလုပ်ကြတယ်ဘောလုံးပွဲလာတဲ့186ရောက်ကအလောင်းစားလုပ်ကြတယ် တော့ခင်ဗျားတို့ဒါကျွန်တော်လောလီတခုရှင်းပြပြပြီအဲ့တော့ဒါအစုံပေါ့နော်ဒါအလောင်းအင်္ဂလန်နဲ့ပတ်သက်ပြီးလောင်းစာကျွန်တော်လည်းတီးတလခင်ဗျားတို့ရှင်းပြထားတာပြပြအဲ့ဒါဒီဗီဒီယိုတခုခုရသွားမယ်လို့မျှော်လင့်ပါလောက်ပါပဲဒါကျွန်တော်ဗီဒီယိုရှင်းဖြစ်တော့ခင်ဗျားတို့နေဘဟုသူတာတခုရသွားရင်တော့ကျူးတင်ပါတယ်ဘလုံးဘွဲတွေကိုကြီးစုစင်နေဆိုတော့ youth sport media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလူဆက်အပေါင်းအကူကြီးလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မမြန်နိုင်ဖြစ်ပါတယ်အာလမကျူတင်ပါတယ်ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပြီကျွန်တော်တို့နောက်မှ AC2 ကြရပါဗောဒီပါဗျ